ဒီကလည်းလည်းကမှလာပြီအေးတကတော့ရှူသေးတာပဲနေရဘူးလို့မူးလေတော့တယ်သူကဟမ်ဖြစ်တယ်အဲ့ငါတော့နေနေအများကြီးပဲနားမလည်းဘူးမှမရှိဘူး ဒီလိုကလည်းရိမိနေရဆိုတော့ငါဒီပတ်စံနေယူသွားလို့ရှင်ငါယူရဆိုတော့ तू သိမှာမဟုတ်ယူလစ်တုံးလေးအမြင်ယူသွားမှာဒီပတ်စံငါတော့နည်းနည်းမှအချက်လိုက်ပြီပတ်စံကိုယူသွားပြီးသွားလို့ရှင်ဟာဒူဂျင်းစကင်ကဆက်လိုက်ကိုဝဲဝဲပြီးအောင် န်နေရပြီဒီလိုနေကင်းကြောင်တော်ကြီးလဲနေတာဘုံမှလွဲရောခေါင်းတွေပါနေမူးလို့မြင်မေ့လဲနေတယ်နေမှာဟာအဲဒါဆိုဖြစ်သေးပါဟာပတ်စံကြည့်ရတာ ီလိုပတ်စံနေပါလိဘန်းနေမှာထုံလာလို့မူလဲပြီးကြသွားနေမှာမလီဘောမလီဒီလိုဟာမတခါမှမကြုံဘူးအာကေကူတော့ကူညီချင်းနေဗျာဟုတ်တယ်တော့ကျွန်တော်ပတ်စံနေကုန်လို့ထည့်သွားတော့မယ်ဟာဆက်ဆံရအောင်ညာလုံးအကြည့်အိနေတော့ပြည့်နေ ဟေ့ကျေးဇူးအများကြီးတင်တယ်ဗျာရပဲဒုက္ခပဲနေဘူးလို့မြန်ခေါင်းနေပါလေမူပီလဲသွားဖြစ်တော့တယ်ဟမ်မော်လည်းပတ်စံနေအများကြီးပဲ ။အော်မဖြစ်သေးပါဘူး။ဒီလိုနည်းနည်းနှိုးကြည့်မှဖြစ်မှာမဟုတ်လို့ရှိရင်အခြားသူတွေပတ်စံတွေယူသွားလိမ့်မယ်။နှိုးလို့မှမရရင်လည်းငါစီကံလိုက်ပုံမှဖြစ်မယ်မဖြစ်ဘူးမဖြစ်ဘူး။အသက်အနေဆွေးရတယ်။အကို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 ထားပါအောင်ကိုရဲ့။ရရလား။ဟဲ့လာကိုဟာဒီနူးတွေမှာနေမှာလေ တယ်အကိုရဲ့မြန်မာလဲလေဒီအလုတ်သွားရှောင်းမဲ့လာမအကိုလဲနေလို့မလို့အာအကိုကိုလေစိတ်ပူလို့မလို့အဲ့ဒါစေကန်လေးပါလေလိုက်ဖို့တင်လိုက်ဖို့ရအောင်လို့မလို့လေအခုပဆိုင်နေအကိုရရလားမြန်မာစေကန်လိုက်ဖို့ပြရမှာလားရရရမြန်မာဒုက္ခပါပဲအကိုရဲ့မူးလဲတဲ့နေလဲနောက်ခါဆိုအဖော်လေးပါလေဆောင်းခဲ့ပဆိုင်နေနေဆိုတော့အခုကလေအသက်အန္တရာယ်စိုးရင်ရတယ် ကိုရ။မိုင်။ကိုခုလိုညီပြေတော့ကိုကျေးဇူးတင်ပါတယ်။ကျေးဇူးတင်နေနေလေဒီမှဒီပတ်စံလေးယူထားလိုက်ပါနော်။ဟိုမလောက်ပါနဲ့အကိုရဲ့ဟိုညီမကဒီတိုင်းပဲကူညီလိုက်တာပါ။ညီမအပတ်စံလေးမလုပ်ပါဘူးနော်။ယူလိုက်ပါညီမရဲ့။ဟုတ်အကိုရဲ့စေတနာကိုညီမနားလဲပါတယ်။ဟိုညီမကလေကိုရဲ့ချွေးနှင်းစာအနေရရဲ့ပတ်စံမဟုတ်ရင်သူမြစီကလကားမြူတယ်လို့ပါ။ဟိုညီမမြူပြရစီနေနော်။ဟိုအကိုညီမကိုတွားခွင့်ပြုပါအောင်။အကိုရရလား။ မြမအကိုရင်ကိုလိုက်ပို့လိုက်မယ်လေတို့ကြလမ်းမှာထပ်ပြီးမူးနေနေမှာဆိုလို့ရရအကိုရင်ဒီနားလေးမှာပဲနော်ဟုတ်ဟုတ်အဲ့တော့ညီမသွားရမယ်နော်ကိုကျေးဇူးပါနော်ဟုတ်ဟုတ်ว่าတဖြည်းကျွန်တော်တို့ကဒီကုမ္ပဏီမှာဘဏ္ဍာရေးမှုနေရာနေအလို့ရှိရဆိုလို့ကျွန်တော်တို့ကလာလျှောက်တာပါဗျာ ှင်ရှင်ခုနကကျမလမ်းမှာတွေ့ရင်မေ့လည်းနေတူလားဟုတ်ဟုတ်တယ်ဟိုငါလာလမ်းမှာလည်းမေ့မေ့လည်းနေတူလားသူပဲဘလို့ဖြစ်ပြီးတော့ဟုတ်တယ်ခုနကခမရတို့လမ်းမှာလာတော့မူးလဲနေရလို့ကကျုပ်ပဲအဲ့ဒီခမရတို့လာတဲ့လမ်းမှာကျုပ်က တကယ်မူးလဲနေရမဟုတ်ဘူးတမင်မူးလဲခြင်းအောင်ဟန်းဆောင်ခဲ့တာဘာလို့လဲဆိုတော့ ချိုးရဲကုမ္ပဏီမှာအခုလူလိုတဲ့နေရာဘန်နာရေးမှုနေရာလေဘန်နာရေးမှုနေရာဆိုတာကုမ္ပဏီတစ်ခုမှာအရေးကြီးဆုံးနေရာပဲကုမ္ပဏီတစ်ခုလုံးရဲ့ငွေတွေကိုဘန်နာရေးမှုကကန်ရတာအဲ့ဒီတော့ဘန်နာရေးမှုနေရာမှာအလုပ်လုပ်မဲ့သူကစိတ်တက်တဲ့အကျင့်သာရိတာကောင်းမွန်မှုလိုတယ်မဟုတ်ရင်ကျွန်တော်တို့ကုမ္ပဏီမှာဆုံးရှုံးနေတာမျိုးတွေအများကြီးဖြစ်သွားနိုင်တယ်ဗျအဲ့ဒါကြောင့်ပဲကျွန်တော်ကုမ္ပဏီမှာဘန်နာရေးမှုနေရာမှာလာရှောက်မဲ့ခင်ဗျားတို့တုံးရောက်ကိုကျုပ်ကခုနလိုမျိုးစမ်းတက်လိုက်တာ ဲ့လိုစမ်းသက်လိုက်တော့ခမည်းတော်၃ယောက်ထဲရနေပြီးတော့ခမည်းတော်၂ယောက်ကကျုပ်ကိုမကူညီတဲ့ပြင်ကျုပ်ရဲ့ငွေတွေကိုယူသွားတယ်။အဲ့ဒီတော့ခမည်းတော်၂ယောက်ကိုကျုပ်ရဲ့ကုမ္ပဏီမှာဗန်နာရေးမှုနေရာမှာအလုံးမခံနိုင်တော့ဒီတော့ခမည်းတော်ဒီနေရာနေထွက်သွားလိုက်ပါတော့အဲ့လိုမလုပ်ပါနဲ့တတိယကျွန်တော်လည်းဒီချင်းတစ်ခါတော့လောဘတက်သွားလို့ကခွန့်လို့ပေးပါဟိုတောင်းမှမှာတဲ့ပြတတိယနော် ဟိုဟုတ်ပါတယ်ကျမကလည်းအဲ့ချိန်တော့ဟိုပတ်စံနေအများကြီးဆိုတော့ဟိုစကင်းကလေးလိုချင်တာနဲ့ဟိုလောဘတက်ပြီးတော့ယူမိသွားတာပါဟိုတခါတော့တော့အခွင့်အရေးလေးပေးပါနော်ဟိုကျမတို့ကိုကြီးနေရအလောက်ခတ်မှုဆိုတာလေဟိုတခြားလေးပြန်ပြီးစဉ်းစားပေးပါလားတတိယနော်ဟုတ်ပါတယ်ဗျာကျွန်တော်ပြန်စဉ်းစားပေးပါဗျာနော်ကျုပ်ကိုခုမှလာပြီးတော့တောင်းမမြင်နဲ့ဗျခင်ဗျားတို့တောင်းပန်နေလေကျုပ်ကွန်မဏီရဲ့ဘန်နာရေးမှုနေရခင်ဗျားတို့အတွက်ဖြစ်မလာတော့ခင်ဗျားတို့ပြန်လိုက်ပါတော့ ညီမလေးရဲ့စီဖောင်းအကိုတစ်ချက်လောက်ဟုတ်ကဲ့ရှင်နာမည်ကတိတ်မြင်လို့ဆန်နော်ဟုတ်ပွဲတော်ရပြီးသားပဲဒါပေမဲ့ပွဲကအကိုကြိုက်တဲ့ပွဲပုံစံမျိုးမဟုတ်ဘူးကွာအဲ့ဒါရေးမကြည့်ပါဘူးလူတယောက်မှအဓိကစိတ်ရွဲ့နဲ့အကျင့်စာတွေကကောင်းမှုပဲညီမလေးကစိတ်ရွဲ့နဲ့အကျင့်စာတွေကအရင်ကကောင်းမှုနဲ့အဲ့တော့ညီမလေးကိုအကိုရဲ့ကုမ္ပဏီမှာလိုအပ်နေရဲ့ ပန်းနိုင်ရေးမှုနေရာမှာအလုပ်ခန့်လိုက်ပြီဟုတ်ကဲ့တတိကျေးဇူးများကြီးတင်ပါတယ်ရှင်ကဲမနေ့ပြန်စာကြီးအလုပ်ဆင်းလို့ရပြီဟုတ်တတိဟိုကျမတို့တောင်းခဲ့ပြီးပေါ့အောင်နော်